မြန်မာအမှုပညာရုပ်ရှင်လောကကိုစောစစ်စွာနှုတ်ဆက်တော်သူတချိန်ကမင်းသားပြင်းရင်ရဲ့မမေ့နိုင်စရာခြေလမ်းများပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဇောပမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မြန်မာအမှုပညာလောကမှာထူထောင်ပေမဲ့ကြောက်ပါတဲ့တတန်းတစ်ခုကိုပိုင်ဆိုင်ခဲ့သူအဖေဖြစ်သူမင်းသားကြီးဦးမမောင်မင်းရဲ့အမှုပညာအမွေကိုဆက်ခံရင်ကိုပိုင်ဟန်နဲ့ထူးခြားစွာယက်တီခဲ့သူကတော့ပြင်းရင်ပါပဲသူ့ရဲ့အကြောင်းကယနေ့ကလူငယ်တွေအထိပါ နာမည်ကျော်ကြားနေပြီးတချို့ကလည်းဇဘွန်ကျအားပေးနေစေဖြစ်ပါတယ်။သူကတကယ်ကိုထွေးကျွန်သူတယောက်ဖြစ်ပြီးတရုတ်ဆောင်ဒါရိုက်တာတယောက်အဖြစ်ထင်ရှားခဲ့ပါတယ်။အသက်29နှစ်အရွယ်မှာပဲမမျော်လင့်ပဲကွယ်လွန်သွားခဲ့ပေမဲ့သူထားခဲ့တဲ့အမှုပညာအမွေတွေကတော့ဇနီးအထိပြည်သက်တွေရဲ့ဂျင်တဲမှာမမေ့နိုင်စရာဖြစ်နေစေပါပဲ။မင်းသားပြင်းရင်းဆိုတာကဖခင်အရေးအောင်မှာမဟုတ်ပဲကိုပိုင်အင်ကြီးချင်းနဲ့ထုံလင်းတောက်ပလာသူထူးချွန်သူတယောက်ဖြစ်ပါတယ်။အနှစ်ပညာအတိုင်းဝိုင်းကဖခင်ဖြစ်သူ မင်းသားကြီးဦးမောင်မင်းရဲ့သားဖြစ်ပေမဲ့ပြင်းရင်းကဖခင်ရဲ့အရှင်ဝါကိုအလွယ်တကူအသုံးချခဲ့တဲ့သူမဟုတ်ပါဘူး။သူကနုပညာလောကထဲကိုအောက်ချစ်ဘွားကနေကိုရန်စူးစမ်းပြီးတလန်းလာခဲ့တဲ့သူ ဖြစ်ပါတယ်။ရုပ်ရှင်လောကကိုစတင်ခြေချခဲ့စင်မှာပဲမီတူမန်တိုဘွားကနေစတင်လောက်ကင်ခဲ့ရပါတယ်။ဒီလိုမျိုးအောက်ချစ်ကနေစနေတကြသင်ယူစူးစမ်းခဲ့မှုတွေကသူ့ရဲ့အနုပညာအမြင်ကိုပုံမပြေဝစေခဲ့ပြီးနောက်ပိုင်းမှာကိုပိုင်အီချင်းတွေနဲ့တင်စားကြော်ကြားလာစေဖို့အခိုင်အမာအထောက်အကူပြုခဲ့ပါတယ်။ သူရဲ့စိတ်ဓာတ်ခွန်အားနဲ့စူးစမ်းအထုတ်မှုတွေဟာလူငယ်တွေအတွက်ဆန္ဒမနာယူစီရပါပဲ။ပြင်းချင်းကဂီတလောကမှာထွတ်တောက်ခဲ့ရုံသာမကရုပ်ရှင်လောကမှာလည်းသူ့အဖခင်ဥမမောင်မြင့်ဤသူမင်းသားတဦးအဖြစ်ရက်တည်နိုင်ခဲ့ပါတယ်။သူကရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာပါဝင်တရုပ်ဆောင်ခဲ့ရပြီးသူ့ရဲ့တရုပ်ဆောင်မှုတွေဟာပရိသတ်တွေကိုစွဲဆောင်နိုင်ခဲ့ပါတယ်။အထူးသဖြင့်မင်းသားကြီးကျော်ဟင်းအပါအဝင်မင်းသမီးကြီးမုံမုံမြအောင်အစားရှိတဲ့နာမည်ကျော်ရင်းနဲ့တွဲဖက်ရိုက်ကူးခဲ့ရပြီးသူ့ရဲ့ဇာတ်ကားတွေက ပရိသတ်အတိမတ်ပြုစင်းကိုခံခဲ့ရပါတယ်။မင်းတန်တလက်အဖြစ်တော်မှာကဒရိုက်တာတူအဖြစ်ပါဇကာတူကိုကိုရိုင်းရဲ့ကူးခဲ့ရပြီးသူရဲ့အနုပညာဖန်တီးနိုင်စွမ်းဘတ်ဆောင်ရှိပြီးတာကိုပြသသခဲ့ပါတယ်။မြမအနုပညာလောကမှာအသက်ငယ်ဆုံးနဲ့အောင်မြင်မှုတွေများစွာပိုင်ဆိုင်ခဲ့တဲ့မင်းသားပြင်းရင်းက2009ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့အသက်29နှစ်အရွယ်မှာပဲရုတ်တရက်ကွယ်လွန်သွားခဲ့ရပါတယ်။ သူရဲ့ကွယ်လွန်မှုကရုတ်တရက်စံစွာနဲ့ဇာဘော်ကပြုတ်ချခဲ့တဲ့မတော်တဆမှုကြောင့်ဖြစ်ပါတယ်။အဲ့ဒီအချိန်ကသူကရုတ်ရှင်ရဲ့ကိုရဲ့အတွက်မန္တလေးဘက်ကိုစစ်သားနဲ့ခီးသွားနေစဉ်မတော်တဆဖြစ်ပွားခဲ့တာဖြစ်ပြီးမြန်မာအမှုပညာလောကကိုကြီးမားတဲ့ထိတ်လန့်ဝန်းနဲ့ဖွယ်ရာသတင်းတစ်ခုဖြစ်စေခဲ့ပါတယ်။သူရဲ့ကွယ်လွန်မှုဟာပြည်သက်တွေအတွက်တော့ဝန်းနဲ့ဖွယ်ရာအမှတ်တရတစ်ခုအဖြစ်ဆင်ရင်ခဲ့ပါတယ်။ ညတွေကြောင်းလာခဲ့ပေမဲ့ပြင်းရင်ရဲ့အမှုပညာဗန်းနီးမှုတွေနဲ့သူချောမဲ့ခဲ့တဲ့အလန်းချောင်းတွေကပရိသတ်တွေရဲ့ရင်ထဲမှာအမြဲတမ်းရှင်သန်နေသေးပါပဲ။သူကမြမရုပ်ရှင်လောကကိုခရီးစည်းနဲ့အနီးပြောင်းလဲခဲ့တဲ့ရှစ်ဆောင်လန်းပြတအူလူငယ်တွေရဲ့ကိုစားပြုအမှုပညာရှင်တူအဖြစ်မမေ့နိုင်စရာခြေလန်းတွေကိုခြောက်ရချန်ထားခဲ့သူတူအဖြစ်အမှတ်ရနေရမှာပါ။ ဒေါ်တမကသူကအသားညွညွဆူဆူဖြစ်စရာကောင်းတဲ့ရုပ်ရည်လေးကလည်းယနေ့ကမင်းသားတွေကိုကြော်လွန်နိုင်တဲ့အတွက်အားလုံးကယနေ့အထိသဘောကျနေစေပဲဖြစ်ပါတယ်မေတ္တာပြင်းငင်းကအာလုံးရရှိကနေအစောကြီးနှုတ်ဆက်သွားခဲ့သလိုသူ့ရဲ့ဖခင်မင်းသားကြီးဥမမောင်မင်းကလည်းမကြလေးခင်ကပဲအာလုံးကိုနှုတ်ဆက်ပြီးဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ရပါပြီ။ပရိသတ်ကြီးတို့ကရော အနုပညာလောကကိုတောင်မကအားလုံးကိုပါစောစစ်စွာနဲ့နှုတ်ဆက်သွားခဲ့တဲ့တချိန်ကမင်းသားကျော်လေးပြင်းရင်းကိုတတိယနေ့ကြားရလာဆိုတာပြောပြသွားကြပါဦးရှင်။